ျွန်တော်တို့ဖန်အပြန်มาတော့အမ်ကြိုက်ထိုဘက်ကထိုင်းတော်မူပြောက်တောက်ခုมาဖြစ်ပါတယ်ဒီနေ့တော့ရာသီဥတုကตายာပြီးတော့ကောင်းနေနေလဲကြည်လင်ပြီးတော့တောက်ပနေပါတော့เนาะပြောင်လေးတွေအဆိုင်အောင်လေးနဲ့တော်တော်မြင်ွေးရတော်တော်ကြည့်လို့ကောင်းတ ထိုင်တော်မူဖျားကိုသွားကျင်တော့ဒီဆင်စီးလို့လည်းရပါတယ်ဆင်အားတော့တကောင်ကိုတောင်းဝဲပါ၃ညောင်း၄ညောင်းလောက်တော့စီးလို့ရပါတယ်တော့တော့ဖြည်းဖြည်းချင်းတက်သွားပါတော့နောက်တနည်းကတော့ကားနဲ့တက်တာပေါ့ဖိုက်တာလိုစီးကျင်တော့ကားပဲစီးပါအခုဆိုရင်တော့ထိုင်တော်မူဖျားရင်းမြင်တော့ရောက်ပါပြီရင်းတော့ထိုင်တော်မူဖျားရင်းမြင်အဖျားပေါ်ပေါ့နော်တက်လို့အပေါ်တက်လို့ရတယ်အခုတော့တက်လို့မရတော့ပါဘူးခဏပိတ်ထားပါဗျာ ဒါကတော့ထိုင်းတော်မူဘုရားအောက်ခြေဟာမြင်ကွင်းလေးဖြစ်ပါတယ်။အဲအဲ့ဒီမှာလေအလူဒါကာအလူဒါကာမှာအပုံတွေကိုလည်းထွန်းထုတ်ထားပါတယ်။ဒီတော့ကွန်ပျူတာရင်းနေမကောင်းဘူး။ ခုမြင်နေရတော့ထိုင်တော်မူဗျာဟိုဘက်ချမ်းကပထိုးတော်ဖြစ်ပါတယ်ပထိုးတော်မှာတော့ဗုဒ္ဓရဲ့မြေစမကြီးစဉ်ကိုဓာတ်ပုံနေနဲ့တကွာပြသထားပါတယ်အဲဒီဓာတ်ပုံလေးကြီးချင်းအပြင်တော့ဗုဒ္ဓဂယောကိုတောက်ဖို့တော့မလိုတော့ထင်ပါတယ်ဒီမှာတော့အကုန်လုံးကိုဖူးလို့ရပါတယ်ဖွားဖွားတဲ့နေရာဆပြီးတော့ပရိနိဗ္ဗာန်ဆန်တဲ့နေရာအထိအကုန်လုံးပါပါတယ်တရားဟောတဲ့နေရာတွေရောဘုရားပွင့်တဲ့နေရာတွေရော အကုန်လုံးကိုဓာတ်ပုံနဲ့တကွာပြသထားပါတယ် Gracias. အခုတော့ကျွန်တော်တို့တောင်ပွားရေကားနဲ့ပြန်ဆင်းလာပါပြီပြန်ဆင်းလာပြီးတော့ဘီလင်းကအဲရွှေမြတ်မန်ပထမဆိုင်မှာထမင်းဆောင်မှာဖြစ်ပါတယ် ရွှေမြမန်ထမင်းမောင်းဆောင်တော့ရောက်ပါပြီ။ဒါတော့မစားမဖြစ်ချက်ကြောင်တဲ့ဖမင်းမှာကျွန်တော်တို့လူတွေကတော့ဟင်းနဲ့စားကြပါတယ်။အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးပါ။